အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ဒီနေ့ဒါကျွန်တော်မနက်မှာတော့မနေ့ရကလေးကသတင်းထွက်နေတဲ့သတင်းတစ်ခုပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးလေးလေ့လာနေတယ်စိတ်လဲဝင်စားတယ်ပေါ့နော်အဲ့တော့ဒါကခုနကပြောလို့ပဲဒါကျော်ပြပြရောဆိုတဲ့သတင်းနေဆိုတာတက်စာရေးဒါဘလူးတွေပုံစံမျိုးပြန်ဖြစ်သွားတော့အဲ့ဒါကမနေ့ပြောမှာ United တတိယနဲ့ပတ်သက်ပြီးပိနေကဲမကြခင်မှာဖြစ်လာနိုင်တယ်။ဒါအတူတူ UK ကတော့ဒါကျွန်တော်တို့ opinion piece ပုံစံမျိုးရေးထားခဲ့တာမှန်တယ်ပေါ့နော်။အဓိကတော့တတိယပုံစံမျိုးရေးထားခဲ့တာမဟုတ်ဘဲနဲ့သူတို့ရဲ့အမြင်သူတို့ရဲ့အတွေးသူတို့ရဲ့အပေါ်မှာအဲ့တော့ ဲ့ဒါလေးကိုနည်းနည်းလေးပြောအောင် Athletic UK ကဘာရေးထားခဲ့လဲဆိုတော့ဒါကျွန်တော်တို့ Glazer မိသားစု အနေနဲ့သူတို့ရဲ့ဒါကျွန်တော်တို့ profit တွေကို maximize ဖြစ်နိုင်အောင်2029ခုမတိုင်ခင်မှာ Manchester United အသင်းကို ရောင်းချသွားဖို့အတွက် season နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ Athletic UK ရဲ့ဒီသတင်းကိုဒါကျွန်တော်တို့ Glazer ဘက်ကအတည်ပြုပြီးမှန်တင်လောက်မှန်အကြောင်းကိုအတည်ပြုလာခဲ့တယ် Okay ဒီနေရာမှာ of course ဒီသတင်းကိုကြားတဲ့အချိန်မှာ United ပြည်သက်တွေကပျော်တယ်ပေါ့နော်အဲ့ဒါလေးကိုတော့နည်းနည်းလေးရှင်းပြမယ်အဲ့တော့လက်ရှိမှာဒါ Ineos တို့အုပ်စုနေတဲ့ Blue Sat ပေါ်မှာလေဘယ်သူတွေဝင်လာမှာလဲဝင်လာခဲ့ရင်ရောဘာတွေပြောင်းလဲသွားမှာလဲဆိုတော့ခင်ဗျားတို့နည်းနည်းလေးဒါ step by step ရှင်းပြပါအဲ့တော့လက်ရှိမှာဒါကျွန်တော် Glizan Bidazu နေ2020ခုမတိုင်ခင်သူတို့ရဲ့လက်ရှိကြံနေတဲ့ share တွေကိုဒါကျွန်တော် ရောင်းချပါဖို့အတွက်စဉ်းစားလာခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။ Athletic UK ရဲ့ပြောပုံအရဆိုတော့လက်ရှိမှာသူတို့အနေနဲ့အမျက်ငွေအများဆုံးကြံနေရေးအတွက်ဒီ2020ခုမတိုင်ခင်မှာတောက်လျှောက်အပိတက်လုသွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ ဒါပေမဲ့လက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့အကယ်၍ Manchester United အသင်းရဲ့ Class B share တွေကိုရောင်းဖြစ်မယ်ဆိုရင်တော့မှ Ineos to Osu ကနေပို့ဆိုရပါဆိုအကလေးစားမိသားစု Osu ကနေပြီးတော့ Ineos to Osu ကိုအရင်ဆုံးဝယ်မှလားဆိုတဲ့ data priority access ကိုပေးရမှာဖြစ်ပါတယ်။သဘောတရားလက်ရှိမှာဒါကျွန်တော်တို့ Jim Ratcliffe တို့ Manchester United အသင်းစီစတင်ပြီးရင်းနှီးမြှုပ်နှံကြတဲ့က clause တစ်ခုရှိတယ်။အကဲကလစ်ဇာမိသားစုဘက်ကနေပြီးတော့သူတို့ရဲ့ဒါကျော်လက်ရှိလက်ချံ share တွေကိုရောင်းချဖြစ်ခဲ့မှာဆိုရင်တော့ဒါ Ineos တို့အုပ်စုအနေနဲ့အရင်ဆုံးကမ်းလှမ်းခံရတဲ့သူဖြစ်ရပါမယ်ဆိုတဲ့စာချုပ်မှာပါတဲ့အချက်လက်ပဲ။ပြောချင်တာရှင်းရှင်းလေး Manchester United အသင်းကခုလက်ရှိမှာရောင်းမယ်ဆိုရင်သူ့ဘာသူဒါကျော် sorry ပဲမကလို့ UAE ပဲမကလို့လကဘာကလူပဲလာဝဲဝဲ။စာချုပ်စာတန်းအချက်အလက်အရရှင်းပါတယ်။သူတို့အနေနဲ့ဒါ အဲအိန္ဒိယစုစုကိုဒါကျွန်တော်ရောင်းဖို့အတွက် အရင်ဆုံးကန့်လန့်မှာဖြစ်တယ်အဲလက်ရှိ market အခြေအနေကဒါအိန္ဒိယစုစုကနေပြီးတော့ဒါကျွန်တော်လက်ရှိအနေထားရဒါကျွန်တော် United အသင်းရဲ့လက်ကျန် share ကိုဝယ်နိုင်မဝယ်နိုင်ကျွန်တော်တို့မသိပါဘူးဒါပေါ့ပွင့်လေးလေးပေါ့အဲ့တော့ဒါပေမဲ့ရှင်းပါတယ်ဂလီဇာမိသားစုနဲ့အခုလက်ရှိသူတို့ရဲ့လက်ကျန် share ကို9ဘီလီယံတိတိတက်မှတ်ထားတယ်လို့ဖတ်မိရတယ်ဒီမှာပါပါတယ်အဲ့တော့ရှင်းပါတယ်ဒါကျွန်တော်လက်ရှိဒါ Sir Jim Ratcliffe တွေနဲ့ Manchester United အသင်းအလုံးစုံဝယ်ခြင်းနဲ့ဆိုရင်တော့နောက်ထပ်9ဘီလီယံနဲ့ထပ်ပြီးတော့ United အသင်းကိုဝယ်ယူရမယ်သုံးပါဖြစ်ပါတယ်ဒါပေမဲ့ ူတော်များမိနေတဲ့အချက်က Aeneas တို့အုပ်စုကတော်တော်ချမ်းသာပါတယ်။ British မှာဒုတိယအချမ်းသာဆုံးအုပ်စုဖြစ်ပါတယ်။ဒါကြောင့်ပထမမှာဒါ Herod အုပ်စုထင်တယ်ဘောနောကျွန်တော်မားကောင်းမနေတာကျွန်တော်လက်ရှိမှာပထမအုပ်စုတစ်ခုရှိတယ်ဒါကျွန်တော် Indian family တစ်ခုလို့ကျွန်တော်သိရတဲ့တည်းမှာပါတယ်။ဒုတိယအုပ်စုကတော့ Aeneas အုပ်စုပါပဲ။ General Luke ကဒါကျွန်တော် England မှာဒုတိယအချမ်းသာ။အဲ့တော့ England လိုနိုင်ငံမျိုးမှာဒုတိယအချမ်းသာဆုံးဆိုတာကပေါ့ပေါ်သေးသေးမဟုတ်ပါဘူး။လူတော်များမိနေတဲ့အချက်လက်ရှိမှာ Sorry ကတထေးတွေတော်တော်များများချမ်းသာတာထက် General Luke ကပိုချမ်းသာပါတယ်။ ဒါကိုသိဖို့လိုပါဒါပေမဲ့ Jane Redcliffe မှာခုလက်ရှိမှာငွေသားကလက်ထဲမှာရှိတာလားဒါမှမဟုတ်ခုနပြောလို့ကျွန်တော်ဒါ asset ကြီးပဲလက်ထဲမှာရှိတာလားကျွန်တော်မသိရသေးပါဘူးဒါတွေကအများကြီးအများကြီးဆိုတော့လက်ရှိမှာ Jane Redcliffe တို့ကပေါ့သေးသေးမဟုတ်ပဲတော်တော်လေးကိုချမ်းသာတဲ့အုပ်စုတွေမှာပါပါတယ်လူတော်များ sorry 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 သူများ sorry ကို like sorry နဲ့ Jane Redcliffe တို့ဘလောက်ချမ်းသာလဲအရင်ဆုံးလေးလာရင်တော့ပူကောင်းမယ်အဲ့တော့လက်ရှိမှာခုနပြောခဲ့တယ်လို့ပဲ Indians အုပ်စုအနေနဲ့ဆိုတော့ Glazer အုပ်စုအနေနဲ့သူတို့ရဲ့လက်ချက် share တွေကိုရောက်မယ်ဆိုရင်တော့မှ Indians အုပ်စုတွေကိုအရင်ဆုံးဒါကျွန်တော်ချပြန်ဖြစ်တယ်အကဲနောက်ဆုံးဥပမာ Indians အုပ်စုအနေနဲ့ okay okay ငါတို့ကလက်ကျန်ရှယ်ယာကိုလက်ရှိအနေထားမှာမော်ဂန်နိုင်သိဘူးဆိုရင်တော့တို့အနေနဲ့တခြားသောနီးတွေကိုတတိရှယ်ယာရောင်းယူရနိုင်ဖြစ်တယ်အဲ့တော့ဒီအနေထားမှာလက်ရှိဒါကျွန်တော်တို့ Manchester United အသင်းနဲ့တခြားသောလူတွေကိုဒီလိုရှယ်ယာရောင်းခဲ့မယ်ဆိုရင်ရောအဲ့တော့ဒီအနေထားတစ်ခုမှာကျွန်တော်လွန်ခဲ့တဲ့နှစ်ရက်ကရှင်းပြခဲ့လို့ပဲ Ineos တို့အုပ်စုရဲ့ရှယ်ယာကိုပါ Manchester United ဂလီဇာမိသားစုအနေနဲ့ဆွဲပြီးရောင်းချလိုက်လို့ရတဲ့ track along clause ကအခုချိန်ထိအသက်ဝင်နေသေးတယ်လို့ပြောလို့ရတယ်ပြောချင်တာအကယ်၍ခုနကပြောလို့ပဲဒါ ကလီဇာမိသားစုက majority ပေါ့เนาะဒါကျွန်တော်အများစု share ကိုပိုင်ဆိုင်နေသေးတဲ့အတွက်ကြောင့်မလို့ share နဲတဲ့လူကိုသူ့ရဲ့ထဲမှာပေါင်းပြီးတော့ဒါကျွန်တော် share အကုန်လုံးရောင်းတဲ့ပုံစံမျိုးနဲ့ရောင်းပြီးတော့ဒါကျွန်တော်လက်ရှိပေါက်စေးဒါ gym reckless ကိုပတ်စံပြန်ပေးလို့ရတဲ့ clause တစ်ခုလည်းရှိတယ်အဲ့တော့နှစ်ဦးနှစ်ဖက်ကဒါကျွန်တော်တို့ပြောချင်တာတောင်းတောင်းဒါကျွန်တော်ကြော်လို့မရတဲ့အကွက်တွေကိုထည့်ထားခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ကလီဇာမိသားစုနဲ့အကဲကြီးခုနကပေါ့ဒီအပိုင်းခြားတစ်ခုမှရောင်းခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့ ဂျင်ရက်လီဗီရဲ့ share ကိုသူ့ရဲ့သဘောမပါဘဲနဲ့လေရောင်းပိုင်권ရှိတယ်ပြီးရင်သူ့ပတ်စံပြန်ပေးလိုက်ရုံပဲပေါ့နော်အဲ့တော့ဒါကျွန်တော်ဂလီဇာမိသားစုနဲ့ဘလို့ကွက်နေနေဆိုကျွန်တော်မသိရဘူးဒါပေမဲ့အဲ့ဒါတော့တချို့တော့စောင့်ကြည့်ရမယ်ဒီမှာဒါပေမဲ့နောက်ဆုံးခုနကပေါ့နောက်ဆုံးရည်ရတာကဂျင်ရက်လီဗီအုပ်စုကိုဒါကျွန်တော်တို့သူ့အနေနဲ့အရင်ဆုံးရောင်းချရဖြစ်ပြီးအကယ်၍ဂျင်ရက်လီဗီအုပ်စုကသူ့ရဲ့ရောင်းချတဲ့မှုကိုမဝယ်နိုင်ဘူးဆိုမှဂျင်ရက်လီဗီရဲ့ share ကတွေကပေါင်ပြီးသူတို့ရောင်းချမယ်နည်းနည်းတော့ရှုပ်ပေးမယ်နည်းနည်းတော့နားလည်မယ်လို့မြင်တယ်အဲ့တော့ လက်ရှိမှာဒါကျွန်တော်တို့ဒီလိုမျိုးရောင်းချခဲ့မယ်ဆိုရင် Manchester United တင်းနဲ့ Body ပြောင်းလဲနောက်ဆုံးပြောက်ခုနပြောလို့ပြီးကျွန်တော်ဒါလူဒရောမြတ်လူဂျင်နေတာ Saudi Saudi UAE ရော Saudi ဒါကျွန်တော် Dubai တို့အုပ်စုနေတယ် example exhibit A ခင်ဗျားတို့ပြောပြကြပါမယ်ဥပမာဒါကျွန်တော်တို့ Manchester United နဲ့အခုလက်ရှိမှာ PSR တို့ APD တို့ FFP တို့စီမင်းစီကန်းတွေမတင်းကျပ်သေးတဲ့အချိန်မှာဒါ Saudi တို့ UAE တို့အုပ်စုကဝယ်မယ်ဆိုရင်တော့သိပ်ပြောဖို့ကောင်းမယ်အခုလိုအချိန်မှာတော့အရင်တော့ကလို့မရတော့ဘူးဥပမာ exhibit A ရဒါကျွန်တော်တို့ Newcastle United လို့ကြည့်ရမယ်တောင်ပါတယ်။ Newcastle United တထေးက PIF အနေနဲ့လက်ရှိ Saudi Arabia မှာအချမ်းသာဆုံးတော့အချမ်းသာဆုံးတဲ့တရားမဟုတ်ဘူးအချမ်းသာဆုံးတတိဖြစ်တဲ့ဒါပေမဲ့ Newcastle အသင်းထဲကိုယင်းနှိမ့်မှန်ပိုင်ခွင့်မရှိဘူး။ဘာကြောင့်လဲဆို APD Rook ကခံနေတဲ့အတွက်ကြောင့်မို့သူ့ကုမ္ပဏီကိုသူ sponsor ပြန်ပေးလို့မရတဲ့ကြောင့်တော်တော်လေးကိုခက်ခက်ခဲခဲဖြစ်နေတယ်။ဒါပေမဲ့ဒီနေရာမှာ United အသင်းနဲ့တခုကောင်းသွားမှာကအကယ် Saudi တို့ဘာလို့ဝင်လာမယ်ဆိုရင်တော့ United အသင်းစီကနေတပြားတစ်ချက်မှမယူပဲ United ကရတဲ့ဝင်ငွေအကုန်လုံးကို United အသင်းထဲကိုပြန်ထည့်ပေးမယ်ဆိုတဲ့သဘောဖြစ်သွားတယ်။ပြောချင်တာ Saudi ကောင်းနေပါစပ်မလို့ကိုယ်အသင်း င်ကပတ်စံနဲ့ကိုယ့်အကိုပြန်လေဆိုတဲ့ပုံစံမျိုးလုပ်ပြီးမှုရှိတယ်ဒါမျိုးပဲဒါပေမဲ့ခင်ဗျားတို့ရည်ရတဲ့အချက်ပြပြမှာ Inios ကဒီလိုပဲလုပ်နေတာပဲ Inios က Manchester United အသင်းကိုခုချိန်ထိစိုက်ရောက်ခဲ့တာသူတို့ဂျေအိတ်ဂျီပဲစိုက်နေတာဖြစ်ပြီး Jim Ratcliffe ကသူ့ရဲ့ပတ်စံကြီးဘက်ကိုအဓိကသုံးပေးနေတာဖြစ်တယ် Inios ကလက်ရှိမှာ Manchester United အသင်းကိုခုချိန်ထိစိုက်ရောက်ခဲ့တာသူတို့ရဲ့အိတ်ထဲကပတ်စံကိုပဲအဓိကသုံးနေတာဖြစ်ပြီးတော့ United အသင်းစီကဂလီဇာမိသားစု share သူ့ဘာသူယူနေတဲ့အကောက်ကလွှဲ ကလေးစားဘခုလက်ရှိမှာအင်ဂျင်ဆိုအုပ်စုကနေရွှေရှယ်ယာဒေးဗစ်ဒန်နာမှာယူနိုက်တက်အသင်းစီကရောက်တဲ့အချိန်ကလေးကခုချိန်တပြားမှမယူပါသေးဘူးဖြစ်ပါတယ်။ဂျယ်မရီလက်ချင်ဆာဂျင်ရက်ကလစ်ကိုတန်ကသူဒီယူနိုက်တက်ပြိုင်သက်ဖြစ်တဲ့ကြောင့်ယူနိုက်တက်အသင်းနဲ့ကိုယင်းဒီမြုံနယ်မှုသူ့ဘာသူတထောင်ရှောက်လုပ်နေတာကိုလည်းတွေ့ရမှာတဲ့မှာပါ။အဲ့တော့ပြောချင်တာနောက်ဆုံး UAE လာတယ် sorry လာတယ်ဆိုလဲဂျင်ရက်ကလစ်လုပ်နေတဲ့ပုံစံတိုင်းပဲဖြစ်မှာပဲ။ဘာမှပြိပြီးပြောင်းလဲသွားမယ်တော့မထင်ဘူး။ပါတော့ခုနလက်ရှိမှာစာဂျင်မက်ကလစ်လုပ်နေခဲ့လို့ဒါအလုပ်တွေဖြုတ်ရမယ်ဒါမလို့ရတဲ့လူတွေထုတ်ရမယ်ဒီပုံစံတိုင်းပဲလုပ်ရမှာပါဘာလို့အခုလက်ရှိမှာ၃နှစ်မှာ၁၅တန်း ရှုံးရတယ်ဆိုတော့ကျွန်တော်စီမင်းစည်းကမ်းရှိလို့ပြီးတော့ကို ိတဲ့ company ကိုပိုင်တဲ့ company တွေနဲ့ကိုအတင်းကိုကို sponsor ပြန်ပေးလို့မရကြအောင်ဘာမှသိပြီးထူမှာမဟုတ်ပါတော့ရှင်းပါတယ်အခုလိုအချိန်တွေမျိုးကို Sergeon Reckle တို့အတင်းမကောက်ဒါကျွန်တော်လက်ရှိမှာတကြားမင်းဆင်းလာတာ Premier League ကသတ်မှတ်ထားတဲ့ series ဘောင်တွေကြောင့်မလို့ဒါ UAE ကလူတွေလည်းမကင်နိုင်ပါဘူးဒါကျွန်တော် sorry ကလူတွေလည်းမကင်နိုင်ပြောချင်တာဘယ်သူပဲလာဒီလိုပုံစံမျိုးပဲအခုလက်ရှိမှာ United ကို run နေတဲ့ပုံစံမျိုးပဲလုံးဝဖြစ်ပါတယ်ကျွန်တော်ဒါခုနပြောတဲ့ဒါခေါင်းပြောင်းစောင်းတာတခုကလွင်ဘာမှသိပြီးပြောင်းမမယ်နေမှာမရှိပါဘူးဒါလူတော်များတာအမှတ်မှားကြ Sorry ဒါငါတို့အတင်းကင်တင်မယ်အခုချိန်မှာကင်တင်လို့မရပါဘူးဘာလို့ဆို United င်းနဲ့အကျွေးမီတော်တော်လေးကိုများတယ်ကျွန်တော်တနေ့ကပြောခဲ့ United အသင်းနဲ့လက်ရှိမှာကစားသမားအကျွေးမီအများဆုံးပါတယ်သူတို့အနေနဲ့နောက်ဆုံးဒါဒီကစားသမားအကျွေးမီကိုဒါ UAE တို့ဒါ Saudi တို့ဝယ်ဆိုလဲဆက်ပေးလို့မရပါဘူးပိုင်ရှင်နဲ့တော့ငါတို့ကမင်းတို့သိန်း3000ချီပဲဆိုပြီးချီလို့မရဘူး ရှင်းလားအဲ့လိုလုံးလို့မရဘူးအရင်ခက်ခက်လုပ်လို့ရအခုတော့အခုလက်ရှိမှာလုံးလို့မရဘူးပိုင်ရှင်နေနေတဲ့အသင်းတွေကိုယူနီမြုံနံမှုဆိုတာကဗဒနစ်မှာတခါဆိုတဲ့ဝင်းဒိုးမှာပဲလုပ်လို့ရအခုလက်ရှိမှာ United အသင်းရဲ့ Jim Ragland ကဒါကို လုတ်ထားပြီးပြီဖြစ်တယ်အကြိမ်လက်ရှိမှာ UAE တို့ Saudi တို့ဝင်လာမယ်ဆိုတော့အခုလက်ရှိအခြေအနေထက်ဘာမှသိပြီးထူးမှာမဟုတ်ဘူးလက်ရှိ United သွားနေတဲ့ flow အတိုင်းပဲသွားနေရမှာဖြစ်တယ်ဒါပဲမြင်ရမယ်တဲ့မှာအဲ့တော့ဒါခုနပုံမှန်လင်းလင်းပြောရမယ်ဆိုတော့ကျွန်တော်ခုနကပြောခဲ့သလိုပဲဒါအခုချိန်မှာ Newcastle United ကိုကြည့်ရင်တွေ့နိုင်တယ်ပတ်စံနေအများကြီးရှိမှာဘာမှလုတ်လို့မရတဲ့ပုံစံတိုင်းပဲ United အသင်းကခုလက်ရှိမှာ Newcastle ဟိုညူကာဆယ်ပိုင်ရှင်လိုလွယ်တာဆောင်းဝဲချမ်းသာတဲ့ UAE တို့ဒါဒူဘိုင်တို့ကတထည်တွေရောက်လာမယ်ဆိုရင်တော့မှလက်ရှိ Jim Ratcliffe တို့လုံနေတဲ့ပုံစံအတိုင်းပဲလုပ်အောင်ဖြစ်အဲ့တော့ပိုင်ရှင်ပြောင်းလဲမူကတော့အများကြီးပြောင်းလို့ရနေထားမှာတော့မရှိဘူး ဲ့ဒါကိုပိုင်ရှင်ကျောင်းကျောင်းကျင်ဒီသဘောဆိုတဲ့သဘောဒါကျွန်တော်ကိုယ်ကကိုယ်လူချင်းနဲ့ကိုတတ်မှတ်မှုနဲ့တတ်မှတ်မှုပဲဒါကလက်ရှိမှာပြပြတယ်အဲ့တော့လက်ရှိမှာ2029မတိုင်ခင်မှာဆဂျိုးဘုဆိုကျွန်တော်ကအကြီးစားမိသားစုတို့ရဲ့ share တွေကိုလက်ချက် share တွေကိုရောင်းသွားနိုင်မယ်ဆိုတဲ့သတင်းကတော့အမှန်ဖြစ်လာခဲ့ပြီဒါပေမဲ့ခုနပြောအဲ့ share တွေကိုအရင်ဆုံးရောင်းအောင်မယ်လူကဒါကျွန်တော် Inios အုပ်စုအရင်ဆုံးရောင်းအောင်ဖြစ်တယ် Inios အုပ်စုနေနဲ့အဲ့ share ကိုမဝင်နိုင်ဘူးဆိုရင်တို့ရဲ့ share ကိုပါပေါင်းပြီးရောင်းသွားနိုင်တဲ့အနေအထားမှာရှိတယ်ဒါလေးကိုတစ်ချက်တော့သတိထားစီပဲကျွန်မတို့ဒါပါပဲ follow မွေးတွေကိုကြည့်ရှုနေတယ်ဆိုရင်တော့ youth sport media 3.0နဲ့ TV4U တို့မှာကျင်းလို့ စဉ်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ရဲ့ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့တွေဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှစီအာ easy to ကြပါအားလုံးကြိုးတူပါမြန်မြန်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မြန်ကလစ်မြန်မြန်နိုင်ဖြစ်ပါတယ်။တေးပါပါ။